တောင်တက်ဝါသနာပါစုတွေအတွက်ခေးစဉ်တဲ့တစ်ခုအနေနဲ့တောင်လျရဲ့မြို့တော်လို့တင်စားကြတဲ့ဖန်မြို့နယ်အတွင်းမှာရှိတဲ့ရတေပြန်ကူနာကဒေါ်ဝရေလိုင်းကူတောင်စီကိုတွားရောက်လဲပတ်နိုင်စေဖို့ခီးတွားလမ်းညွှန်တွေနဲ့ဖော်ပြပေးကြပါတယ်တောင်တက်တယ်ဆိုတာခေးစဉ်တစ်ခုအနေနဲ့သာမကမိမိခန္ဓာကိုယ်ရဲ့အမောခံတက်လုံကောင်းခြင်းကိုစမ်းတက်လို့ရတဲ့ကျမ်းမာရေးစစ်ဆေးချက်တစ်ခုလို့လည်းဆိုလို့ရပါတယ်။ ရေပြေရွှေကင်းတွေကိုတောက်ထိပ်ပေါ်ကနေကြည့်ရတဲ့စိတ်ခံစားချက်ကလည်းဘာလဲမှလဲလို့မရတဲ့ခံစားမှုတစ်မျိုးလို့ဆိုနိုင်ပါတယ်။ဖန်တီတာကအဲလန်းကျော်ဖြစ်တဲ့ကိုသူရာဦးကရေလိုင်းကူတောင်တက်ခဲ့တဲ့အတွက်ကြောင့်လည်းပတ်သက်ပြီးတော့လွန်ခဲ့တဲ့နှစ်လလောက်တုန်းကတဘောရေလိုင်းကူတောင်ပေါ်ကိုတက်လို့ရတယ်လမ်းလေးရှိတယ်။တောင်ပေါ်ကနေကြည့်ရတဲ့ရွှေကင်းတွေကအယမ်းကိုလှတယ်။သွားချင်ရင်လိုက်ပို့ပေးမယ်လို့ပြောပါတယ်။ ဘဝရေလံကူတောင်ကိုတွားရောက်မယ်ဆိုရင်ဖန်ရမြို့နယ်ရတိပြန်ကျေးရွာနီးမှာရှိတဲ့ရတိပြန်ကူအထိစပိန်စီတွားရောက်ပြီးတော့ဘဝရေလံကူအပေါ်အထိကိုတောင်တက်ခီးအနေနဲ့တက်ရောက်နိုင်ပါတယ်ရေလံကူတောင်ဟာတောင်အောက်ကနေလှမ်းကြည့်ရင်တော့နေနေလေးလိုပဲမြင်ရပါတယ်ဒါပေမဲ့အမြင့်ပေက900နီးပါရှိပါတယ်တောင်တက်လန်းကတော့ဇွဲကပင်တောင်ထက်ချမ်းသလိုတောင်ဝိုင်းတောင်ထက်လည်းပိုချမ်းတတ်ပါတယ်တောင်တက်လန်းတစ်လျှောက်လုံးခက်ရခက်စေတက်ခဲ့ရပါတယ်တချို့နေရာတွေဆိုရင်ကြောက်သားနေရာတွေပေါ်ကုတ်ကက်တက်ခဲ့ရတယ် ျွန်တော်တို့ကစပိန်စီးရင်ဝတ်တဲ့လက်ရည်ပါသွားတော့တော်တော်လေးအဆင်ပြေခဲ့ပါတယ်။လက်ရည်မပါခဲ့ရင်တောင်ပေါ်ကိုကုတ်တက်ရတဲ့အခါလက်တွေအတော်နာပါလိမ့်မယ်။ဒါကြောင့်မို့တောင်တက်ဖို့လာတဲ့ခီးသွားတွေနေနဲ့တောင်တက်တဲ့အခါအသုံးပြတဲ့ပစ္စည်းတွေကိုယူဆောင်လာပြီးတော့သုံးဆွဲဖို့လိုပါတယ်လို့ကိုသူရာဦးကပြောပါတယ်။ တော့ရေလန်ကူတောင်ရဲ့တောင်တက်လမ်းတွမှာလိုင်ကူတစ်ခုရှိပါတယ်။ကူမျိုးစားကတော့နှစ်ဖက်ပွင့်ကူမျိုးစားဖြစ်ပါတယ်။ကူရဲ့တချို့နေရာတွေမှာတော်တော်ချင်းပြီးတော့လေးဘက်ကုန်းပြီးတော့ဝင်ရပါတယ်။ကူထဲမှာတော့ပြားလင်းတို့နဲ့ဆင်တူတဲ့လင်းတို့တွေကိုလည်းတွေ့ရပါတယ်။တောင်တက်လမ်းကတော်မော်ရောက်ခံနေလေကျန်းလေလေဖြစ်ပါတယ်။ကြောက်သားနေရာတွေမှာကုတ်ပြီးတက်ရတာဖြစ်လို့ခြေကုပ်အား grip ကောင်းတဲ့ရှုပ်ထက်တွေထဲမှာအဆင်ပြေမှာဖြစ်ပါတယ်။တောင်ပေါ်ကနေမြင်ရတဲ့ mountain view ကတော့360 panorama view ဖြစ်လို့အမကန်လှပတဲ့မြင်ကွင်းတွေကိုတွေ့ရမှာဖြစ်ပါတယ်လို့ ဘဝရေလံကူတော်မကိုတက်ခဲ့တဲ့ကိုသူရအူကကိုရန်တောင်းတက်ခဲ့ရတဲ့အတွေ့အကြုံကိုပြန်ပြောပြပါတယ်။တော်မရောက်တဲ့အခါတော်မကလည်းကြိရှိခံစားရတဲ့ပြင်တောင်းထိပ်ပေါ်ကိုရောက်နိုင်ခဲ့ပြီဆိုတဲ့စိတ်ခံစားမှုကပို့ပြီးတော့လူကိုခွန်အားဖြစ်စေတယ်လို့တမ်းပါစေပါတယ်။ ကင်းပြည်နယ်မြို့တော်ဖမ်းမြို့ဟာထုံးကြောက်တောင်တွေပတ်လည်ဝန်းရံတည်ရှိနေပြီးနေချင်းစပွဲကောင်းလာတဲ့အေဂျင့်နဲ့မြို့တို့မြို့ဖြစ်ပါတယ်။ဖမ်းမြို့ပေါ်မှာ Adventure ဆက်ဆံတောင်တက်ချီတွေအတွက်တောင်ဝိုင်းတောင်၊ကြာရင်တောင်၊သမေးစုပ်တောင်၊ဇွဲကပင်တောင်၊မိဇန်တောင်၊ဖားဖုတောင်၊ဘဲပုတ်တောင်စသဖြင့်တောင်များစွာလည်းရှိပါတယ်။တောင်တွေပေါ်ကိုတက်တဲ့အခါသတိထားမှာတော့ဘိုးရင်းကာလာကိုရှောင်ပြီးတော့တက်ရောက်ဖို့အကြံပြုကြင်တာပါ။တောင်ပေါ်တက်တဲ့အခါကျရင်လည်းခြေကုပ်အားကောင်းတဲ့ရှုပ်ပနဲ့တက်တင်ပါတယ်။ဒါပြင်လက်ရည်တွေကိုလည်းမဖြစ်မနေယူသွားတင်ပါတယ်။ ဘိုးရသည်ကာလဆိုရင်တော့ဖမ်းပြို့မှာစိမ့်လဲလဲဖြစ်နေတဲ့ထုတ်ပြန်ရေကန်ရဲ့အလှကိုလည်းမြင်တွေ့နိုင်ပါတယ်။ခြေလင်နေတဲ့လွန်ညကန်ခေသာဧည့်သည်တွေလာရောက်လည်ပတ်ကြတဲ့နောင်လုံးတောင်ကြလန်းယူကိုတွေနဲ့ပြည့်နေတဲ့တောင်ဝိုင်းတောင်စိမ့်ချနေတဲ့နောက်ခလိုက်ရေကူတောင်တွေပတ်လည်ကြမှာလှေစီးနိုင်တဲ့ဆက်တန်အင်းနဲ့အလောဝအင်းတို့ကိုလည်းမိုးရသည်ကာလမှာလည်ပတ်နိုင်ပါတယ်။ဖမ်းပြို့ကို2023ခုနှစ်မှာလာရောက်လည်ပတ်ကြတဲ့သူစတင်များပြားလာခဲ့ပြီးတော့တချို့ရက်တွေဆိုရင်ထုတ်ပြန်ရေကန်စီကိုပဲခေးသွားသူဥယေက400ကျော်တိလာရောက်လည်ပတ်ပြီးတော့အမှတ်တရတပ်ပုံတွေရဲ့ကူးကြတာရှိခဲ့ပါတယ်။ ဖန်မျိုးကိုလာရောက်လက်ပတ်ကြသူတွေဟာဖန်မျိုးရဲ့ရှုခင်းကြီးကွက်တွေကိုချိန်ပေးပြီးတော့လာရောက်ကြည့်ရှုလက်ပတ်ကြတာဖြစ်ပါတယ်။စိတ်ဝင်စားစရာလက်ပတ်လေ့လာစရာတွေများလာတဲ့ခေးစဉ်ဒေသတစ်ခုဖြစ်တဲ့ရန်ကုန်မြို့နယ်နဲ့အလှမ်းမွေးလာတဲ့တောင်တွေရဲ့မြို့တော်ဖန်မျိုးနယ်အတွင်းကစွစားမှုခေးစဉ်တွေကိုကြိုက်တဲ့တပ်သူတွေအတွက်ခေးစဉ်တွေဖြစ်တဲ့သောမရေလန်ကူတောင်စီကိုတွားအောင်လက်ပတ်နိုင်ဖို့ခေးသွားလမ်းညွန်တွေနဲ့တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။